ာဝရကုသိုလ်တွေကိုမြတ်စွာဘုရားထုတ်ပြပြီးဟောတယ်။အေးကုသိုလ်ဆိုတာမျိုးမျိုးရှိကြတယ်ထင်မယ်။နံပါတ်1ကုသိုလ်6မျိုးကိုဒီမှာရှင်းပြီးတော့ဟောတာနော်။ကုသိုလ်တွေစင်ပွားတိုးတက်လာတဲ့ကုသိုလ်6မျိုးကဘာတွေလဲဆိုတော့နံပါတ်1ကအာရမရောပါတဲ့ အယံသစ်ပင်တွေကိုစိုက်ပျိုးပြီးအများအကျိုးကိုပြုတဲ့ပုဂ္ဂိုလ်မျိုးဒီတော့မှသစ်ပင်ခုတ်တဲ့လူမပါဘူးနော်သစ်ပင်စိုက်တဲ့လူအယံနေအယံဥယျာဉ်တွေကိုစိုက်ပျိုးပြီးအများကိုအကျိုးပြုပြီးကဝါမြေကြီးဥပေါ်မှာအယိတ်အာဝတာတွေနဲ့အကျိုးပြုတဲ့ပုဂ္ဂိုလ်မျိုးတွေအာရမရောပါတဲ့ အာရမဆိုတာခုခေတ်ဆိုရင်ချမ်းလုပ်ငန်းလို့ဟာမျိုးပေါ့နော်ချမ်းတပင်ဆိုင်တယ်ဥယျာဉ်ဆိုင်တယ်ရောဘတ်ဆိုအဆိုင်ပြောတာဥယျာဉ်နေဆိုင်ပြောတဲ့ပုဂ္ဂိုလ်ကြီးတဲ့အဲ့ဒီပုဂ္ဂိုလ်ကြီးရဲ့အဲ့ဒီပုဂ္ဂိုလ်ကြီးမှာကုသတရားနေရောညပါတိုးတက်နေတယ်အားကြောင့်လို့ဆိုရင်သူကုသောသာဝရကုသောနေတတိယရင်နေတိုးမှာပဲညတတိယညတိုးဆိုလိုတာဒါသာဝရကုသော ပြောက်သွားတဲ့ကုသိုလ်မဟုတ်ဘူးလေ။ဥယျင်ဆိုင်ပြိုးထားတယ်။ဥယျင်ဆိုင်ပြိုးလိုက်တဲ့ဖြင့်ထိုဥယျင်ကိုမှီပြီးတော့ပထမဆုံးဘသူတွေအကျိုးရတော့ဆို။ငှက်ကလေးတွေဒေါ်ဒရိတ်ဆန်တွေဟာဒီဥယျင်ဥယျင်တွေကိုမှီပြုပြီးတော့စားစရာတွေပြည့်ပြည့်ဝရ။ခိုးစားတော့လည်းသွားမကြွေးလေနဲ့တန်းနေ။အဲ့လိုအစ်ပင်ဆိုင်ထားလို့ရှိရင်တော့ဟိုအကျိုးပြုမှသိကြတယ်။ နော်အဲ့လိုသီပင်ဆိုင်ပေးထားတဲ့အခါမှာငက်ကလေးတွေဟာတိရိတ်ခိုးပြီးတော့သီပင်မှာရှိတဲ့အသီးလေးတွေစားပြီးဘလောက်စိတ်ချမ်းသာကြကောင်းတယ်သူတို့ဘဝဟာလုံခြုံသွားနောက်တစ်ခါကိုမမြင်တဲ့တတ္တဝါတွေဟာလည်းပဲသီပင်ရိတ်တွေပါမှီးပြီးတော့သူတို့ရဲ့ပုံမိမ့်မှန်တွေဟာရှိတယ်သီပင်ခုတ်လိုက်လို့ရှိရင်ပုံမိမ့်မှန်ပြုတ်ကြတာတွေ့ရမလား ဘောလမြိုင်ဘက်မှာမြေးပြိုးတာတွေ့တာပေါ့မြေးပြိုးရင်အိမ်တွေလည်းပါသွားတာအဲ့တော့သစ်ပင်လဲရင်လည်းသစ်ပင်ပေါ်မှာရှိတဲ့ဘုံမိမ့်မှန်တွေပြည့်စုံမှာပေါ့ဒါထုံးစံသရုခံအားလျော်စွာဒီယောဂိဇုဆိုတာသစ်ပင်กว่าကြတက်ထိုင်နေတာမဟုတ်ဘူးပကြီးဆရာဆွဲတယ်လို့ဘယ်ကြာကြီးထိုင်နေမှာတော့မြောက်ကြီးလိုနေမှာပေါ့ယောဂိဇုသစ်ပင်กว่าကြထိုင်နေရုပ်မြောင်းလိုဖြစ်နေမှာဆိုလိုတာကယောဂိဇုမှာဖိမှန်နှမျိုးရှိတယ် มิวซานักขุนศิลป์โชคีเ่เบมันฮะติเป็นย่ติขับออกมาตีนี่เลยเบ่ยมันมีวัตถุติเป็นสุดเป็นสีออกมาตีนี่เลยเบมันวัคถุนักขุนศิลป์ติขับมาตีเลยไป่ยมันโอ้ตาคาถาไปมาเราขอเลยตาคาซะติเป็นติแค่ตาคาถาถ้าสุดไอ้บอกมาตีสีนี่ ိခက်ပေါ်၌တည်ရှိနေသောပိမှန်နဲ့နေတဲ့ယုတ်ကစိုးကိုတတ်ခတ်ထားနော်အဲ့ဒါကြတော့တိကိုင်းခုတ်လိုက်တာနဲ့တိကိုင်းကုန်သွားရင်သူ့ပိမှန်ပြက်စီသွားတယ်ဒါကြောင့်မို့ပမာတွေကနတ်နေကိုင်းချန်နယ်ဆိုတာအဲ့ဒီအတိပ္ပယ်ကိုပြောတယ်တိကိုင်းကုန်အောင်မခုတ်ဘူးတိကိုင်းကုန်လို့ရှိရင်သူ့ပိမှန်ရက်တိနိုင်စွာမရှိတော့ဒီတိပ္ပယ်မောမြောက်လို့နေတာမဟုတ်ဘူး တစ်ပင်ကိုအကြောင်းပြုပြီးတော့သူတို့ဘုံမိမ့်မှနေရှိနေတယ်လို့လူတွေလည်းမြေပေါ်နေတယ်ဆိုပေမဲ့မြေပေါ်မှာအိမ်ဆောင်နေကြတာလေမြေကြီးဟောတိုင်းအဲ့ထာမှာမဟုတ်တာအဲ့နတ်တွေလည်းပဲတစ်ပင်နဲ့ပတ်သက်ပြီးအဲ့လိုနေတယ်လို့ရုခထဗိမှန်ဆိုတာကြတော့တစ်ပင်ကြီးလဲလိုက်လို့တင့်ငုတ်တူရှိနေတယ်တော့သူ့ဘုံမိမ့်မှမပြတ်သေးဘူးဒါရုခထတစ်ပင်ရှိနေတယ်ဗျအမြင့်ပါတူးပြမှသူ့တဲ့ဘုံမိမ့်မှပြတ်တယ် ဒါမို့ယောဂဇောနှမျိုးနော်တိခတ်တိကောင်ခုတ်ရင်ယောဂဇောဆိတ်ဆိုးတယ်သူ့ဘုံမိမ့်မနေပျက်စီးတယ်နော်တချို့ယောဂဇောဆိတ်မဆိုးဘူးဘာကြောင့်တော့ဆိုရင်တစ်ပင်ရှိနေသေးရင်သူနေလို့ရနေသေးတယ်တင်းကုတ်တို့ရှိနေနေလို့ရနေသေးတယ်သူ့ဘုံမှမပျက်ဘူးအဲ့တော့ကိုမမြင်ရမဲ့တရားတွေဟာလည်းပဲအခုလို့အရာဥယျာဉ်စိုက်ပျိုးပြီးတော့ထားခြင်းအဖြစ် သရဝရီပေါ်မှာအများကြီးကြိုးပြုသွားဒါကြောင့်ဒီထာဝရကုသိုလ်မျိုးဟာနေတတိယရင်နေညတတိယရင်ညကုသိုလ်တွေတိုးတယ်အိပ်ပျော်နေရင်လည်းကုသိုလ်တိုးသလားလို့တော့ဒီလိုတော့မဟုတ်ဘူးအိပ်ပျော်နေရင်တော့ပဲကုသိုလ်ရမယ်ဆိုလိုတာကနေတတိယရင်နေကုသိုလ်ရမယ်ညတတိယရင်ညကိုတိုးမယ်နော်သူကခေါ်ခေါ်နေနေပြီးကုသိုလ်တွေတိုးနေတာတော့မဖြစ်ဘူးအဲ့ဒါ အဲ့တော့လူကအိပ်ပြောနေပြီးတိုးတာတော့အတိုးပါပဲပတ်စံအတိုးကတော့တိုးတယ်လူအိပ်နေလဲတိုးမှာပဲအဲ့ဒါတော့သူများဆရာပတ်စံချီထားရင်တော့အဲ့ဒါအတိုးကတက်နေမှာနော်လူအိပ်နေလဲအတိုးကတော့မအိပ်ဘူးလို့ပြောကြတယ်လေးတားကြောင်းအဲ့လိုမျိုးကတော့တိုးတယ်ကုသိုလ်ကတော့မတိုးဘူးအိပ်နေလို့ကတော့ကုသိုလ်ကမတိုးဘူးတောင်တွေးမြောင်းတွေးတွေးနေလဲကုသိုလ်ကမတိုးဘူးကုသိုလ်တိုးတာပဲချိန်တိုးတာတော့တတိယရင်ဝန်တာရင်ကုသိုလ်တိုးတယ် အဲ့တော့ခဏခဏသတိရကိုလောက်ထားတယ်ဟာဒီလိုဆိုတော့နော်အဓိပ္ပာယ်အဲ့ဒါလိုအဓိပ္ပာယ်နောက်တစ်ခုကဝဏရောပတဲ့သိပ္ပံဆိုင်တယ်သိပ္ပံဆိုင်တဲ့ကုသိုလ်ဟာလည်းပဲသာဝရကုသိုလ်မျိုးဖြစ်တယ်သိပ္ပံဖြစ်လာလို့ရှင်သိပ္ပံကောင်းငှက်တောင်းခိုးဆိုတာမျိုးလိုအများကြီးကိုအကျိုးပြုတာဖြစ်တယ်ကဘာမြေကြီးကိုအေးမြစေပြီးတော့တရဝရီကိုအာဟာရနဲ့ ပံမိုးထောက်ပံ့ပေးရရောက်တပေါ်တပင်ကိုမိပြီးတော့စားတာစားတော့ကြတဲ့သရဝါတွေအများကြီးဟာတပင်ဆိုင်ပေးလိုက်တဲ့ပုဂ္ဂိုလ်ရဲ့ထောက်ပံ့မှုကြောင့်သူဟာရှင်သန်နိုင်သွားကြတယ်ပေါ့ဒါကြောင့်မို့တပင်ဆိုင်ပြိုးခြင်းကုသိုလ်ဝနာရောပါလို့သူခေါ်တယ်။နော်အယံဆိုင်ပြိုးတဲ့ပုဂ္ဂိုလ်ရဲ့တပင်ဆိုင်ပြိုးတဲ့ပုဂ္ဂိုလ်ရဲ့နောက်တစ်ခုကရှင်းစနာတေတုကာရကာတေတုဆိုတာတရား ဟိုဘက်ဒီဘက်ချောင်းချနေတယ်ဟိုဘက်ဒီဘက်သွားဖို့လွယ်ကူအောင်တရားခင်းပေးတော့မဟုတ်ဟိုမြေရေတော့မရှိဘူးကဘာကဘာ6ကဘာရှိနေတယ်အဲ6ကဘာနှစ်ခုကိုပေါင်းပြီးတော့ဂုတ်ထိတ်တရားလို့ပေါ့ဟိုဘက်ကူးလို့ရတယ်ဟာအဲ့လိုတရားမျိုးပေါင်းကူးတာတွေလုတ်ပြီးတော့လှူတယ်နောက်ကားသွားလို့မရအောင်ကြိုက်ဖြစ်နေတယ်အဲ့နေရာမှာတရားခင်းပေးတယ် ဆိုလိုတာကတော့ဟိုဘက်ဒီဘက်ဒီသွားလို့လာလို့ကုသန်းလို့လွယ်ကူအောင်တရားခင်းပေးတဲ့ကုသိုလ်တေတုကာရကလို့ခေါ်တယ်။နော်တေတုလို့တေတုဆိုတာတရားယေစနာတေတုကာရကတရားခင်းသူကိုတေတုကာရကလို့ခေါ်တယ်။သူ့ရဲ့ကုသိုလ်ကတရားခင်းပေးတဲ့ကုသိုလ်ပေါ့။တရားခင်းပေးတဲ့လူတွေဟာဒီ ဟိုဘက်နဲ့ဒီဘက်ဆက်သွယ်ရေးကိုချမ်းသာလွယ်ကူစွာသွားနိုင်အောင်စီမံပေးတာဖြစ်သောကြောင့်အလွယ်တကူဟိုဘက်ဒီဘက်သွားနိုင်ကြသည့်အတွက်ကြောင့်သူ့အတွက်ကလည်းပဲဒီတရားဟာအများကိုအကျိုးပြုတဲ့အရာဖြစ်သည့်အတွက်ကြောင့်တွေးမိတိုင်းဝန်သားစရာဖြစ်တယ်။ဝန်သားတိုင်းဝန်သားတိုင်းဒီကုသိုလ်ဟာလည်းပဲတိုးနေတဲ့ကုသိုလ်မျိုးဖြစ်တယ်လို့။ဟော ဥယင်ဆိုင်ပြိုးတဲ့ကုသိုလ်တစ်ပင်ဆိုင်ပြိုးတဲ့ကုသိုလ်တရားခင်းပေးတဲ့ကုသိုလ်เนาะ၃မျိုးနောက်တစ်ခုကဘာလို့ဆိုပပ္ပင်္စဥဒ္ဒပါဏင်္စရေတရံတိဥပတ္တယပပ္ပင်္စဆိုမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုကဘာလို့ဆိုရေဦးစင်တဲခုခေတ်တော့ရေဦးစင်ယဉ်ကျေးမှုကပြောင်းနေတယ်တော်တော်များများပြောင်းသွားတယ်တော်ရဒီမှာတော့ရှင် ရှေးဥစဉ်ယဉ်ကျေးမှုတဲ့နော်ရှေးဥစဉ်ယဉ်ကျေးမှုခုခေတ်တော့ရှေးဥစဉ်အဲတဲရာနည်းနည်းရှားလိုက်ပေါ့လေရှေးဥစဉ်ယဉ်ကျေးမှုကုသတတဲ့ယောဂဝေဒနာတွေပေါ်တော့လေရှေးဥစဉ်သူသောကိုသောဆိုခက်တယ်ဒါပေမဲ့တစ်ခါတော့လေးတွေနဲ့လှုပ်ပြီးရင်တော့လည်းအဆင်ပြေပါတယ်သို့မဟုတ်ပါဇက်နဲ့မတည်ပဲနဲ့မောပြီးတော့ရေစက်ချတောက်တဲ့နှီးလည်းရှိပါတယ်နော်ဆိုလိုတာခီးသွားလာတဲ့ပုံကိုယ်တွေ ရေဆံငမ်းမွနေတဲ့နေရာမျိုးတွေမှာတောလာတဲ့ပုဂ္ဂိုလ်တွေပန်းပြေဖို့တောက်ရည်ကိုတီထားပေးချက်ကုသိုလ်ဟာလည်းပဲတောလာတဲ့လူတွေကိုပန်းပြေပြီးတော့အဆင်ပြေစေတဲ့ကုသိုလ်မျိုးဖြစ်သည့်အတွက်ကြောင့်အများကိုအကျိုးပြုတဲ့ပြဋိဒ္ဓလုပ်ငန်းတစ်ခုဖြစ်လို့စိတ်ချမ်းသာစရာကောင်းတဲ့ကုသိုလ်ပဲဘသူရဲ့လူသတ်မှတ်တာမဟုတ်ဘူးဒီလမ်းကျောကသွားတဲ့ပုဂ္ဂိုလ်တွေမှန်တယ်ဗျဆာလောင်မုတ်သိမ့်လို့ရှင် ရှင်လေးတောက်ပြီးအားလေးပြေးတဲ့အခါခီးဆက်နိုင်ကြတယ်ပေါ့နော်မြန်မာလူမျိုးတွေရဲ့ရေဦးစင်ကုသိုလ်မျိုးဟာလည်းပဲသာဝရကုသိုလ်လို့သူတို့ခေါ်တယ်နော်သာဝရကုသိုလ်ခုခေတ်တော့ခင်မီတော့ရေသားမူလေးတွေထားလို့လည်းရတယ်ပိုက်နဲ့ထားလို့လည်းရတယ်ပိုက်ကလည်းပဲဟိုဖွင့်ပြီးတော့တောက်ရတဲ့ပိုက်မျိုးလည်းရှိတယ်အိန္ဒိယနိုင်ငံမှာတော့ဘလို့ထားတော့ဆိုပိုက်ခေါင်းတွေဟာ သူကအပေါ်အဆုတ်ကလေးနဲ့ထားတာအဲ့ဒီအဆုတ်ကလေးကိုမတင်လိုက်မှရဲထွက်တာဟုတ်လှဲ့တဲ့ဟာမဟုတ်ဘူးသူကပိုက်ကောင်းမှအဆုတ်ကလေးပါတယ်အဲ့ဒါလေးကိုမလိုက်လို့ရှင်ရေထွက်သွားအဲ့ကြတော့သူကနွားရည်တောင်တောက်တတ်တယ်နှုတ်သီးနဲ့ထိုးမလိုက်တာအဲ့ဒါပါဇက်တဲ့ရေရောက်သွားဗမာပြည်ကရေအဲ့ဒီရေကောင်းတော့တောက်လို့ရမှာမဟုတ်သွားနဲ့ကြိုက်ပြီးတော့လှဲ့မှရမှာဟုတ်ဒီဟာဟိုကတော့မတင်လိုက်တာနဲ့ရေရထွက်လာ မြောက်ကလည်းတောက်တတ်တယ်နွားကလည်းတောက်တတ်တယ်အဲ့ဒီရေဥစဉ်မျိုးအဲ့လိုရေဥစဉ်လှုပ်ပြီးတော့လှူဒန်းထားတဲ့ကုသိုလ်ဟာလည်းပဲထာဝရကုသိုလ်ဖြစ်သည့်အတွက်ကြောင့်လူတို့အချိုးပြုတဲ့ကုသိုလ်တတိယတိုင်းကုသိုလ်ကောင်းမှုတွေတိုးတက်နေတယ်နောက်တစ်ခုကတော့ဥဒပါဏရေရီသူလောင်ထားတဲ့တွင်ရေတွင်ရေကံရေကံမဖြစ်ဖြစ်ရေတွင်မဖြစ်ဖြစ် ရှင်းရှားတဲ့အရာဒိတာတွေမှာအဝီစီတွင်တူးလှူတာပဲဖြစ်ဖြစ်ရိုးရိုးရေတွင်တူးတာပဲဖြစ်ဖြစ်သို့မဟုတ်ရေကဆောက်လှူတာပဲဖြစ်ဖြစ်အဲ့လိုရှင်းဆိုတာလူတွေအတွက်များစွာအကျိုးပြုမသိမှုကိုကာဝယ်ပေးတယ်ရှင်နေဟာပူတွေကိုအေးပြစေတယ်ခန္ဓာကိုယ်တန့်ပြတ်သွားစေတယ်ဘလောက်ပဲပင်မပင်မမျက်နှာလေးသိလျရင်လန်းသွားတယ်ဟောရေရဲ့အကျိုးတွေနဲ့တန့်ရှင်းသွားတယ်လန်းဆန်းသွားတယ် အဲ့ဒီအကျိုးတွေကိုမြှောက်ကိုးပြီးတော့ကုသိုလ်ကောင်မှုလုပ်ပြီးလူတန်းထားတဲ့ပုဂ္ဂိုလ်တွေရဲ့ကုသိုလ်ဟာလည်းပဲထာဝရကုသိုလ်မျိုးဖြစ်တယ်တဲ့ထာဝရကုသိုလ်မျိုးတွေဟာအဲ့လိုအလုံး၅မျိုးရှိသွားတယ်။နံပါတ်၁ကအရန်ဥယျာဉ်ဆိုင်ပြုတ်ပြီးတော့လူတန်းတဲ့ကုသိုလ်များအတွက်သစ်ပင်ဆိုင်ပြုတ်ပြီးတော့လူတန်းတဲ့ကုသိုလ်တရားခင်းပြီးတော့လူတန်းတဲ့ကုသိုလ်ရှေးဥစဉ်လူတန်းတဲ့ကုသိုလ် ရေတွင်ရေကလူတဲ့ကုသိုလ်နောက်ဆုံးတစ်ခုကတော့ပါတော့မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုတွေနဲ့သက်ဆိုင်နေရာဒီတရားတော်ကိုနာရလို့မြန်မာလူမျိုးတွေလောက်တာဖြစ်လာတာနောက်ဆုံးဟာရေတတန်တိဥပတ္တယံခီးတော်လာတဲ့နေရာမျိုးတွေမှာဥပတ္တယဆိုတာအဆောက်အဦပေါ့နော်ရေတတန်တိဥပတ္တယံအဆောက်အဦဆောက်လူတယ်ဆိုတော့ဆောက်အဦဆောက်လူတယ်ဆိုတဲ့နေရာမှာ ဒီနေရာမှာဘယ်လိုအဆောက်ဥရုံလို့ဆိုတာလည်းမပါဘူး။ဘယ်သူ့ကိုလှူတယ်ဆိုတာလည်းမပါတော့။စဉ်းစားကြည့်ကြရတော့မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုမှာလမ်းဘေးဆရာဆောက်ပြီးလှူတဲ့အကျင့်ရှိတယ်လေ။အလုံးဟာခီးသွားတဲ့လူတွေကတက်ပြီးတော့အပန်းဖြေနားနေအိပ်ဆက်လို့ရတဲ့ဆရာကဒုံးတွေရှင်ခွဲဆရာတွေဟိုဘက်ဒီဘက်ထိုင်ကုန်ခွဲထားလို့ရှိရင်ရင်ခွဲဆရာခေါ်တာနော်။ အကောင်ပိုင်ဇာကဒုံးလို့ခေါ်တာဘုန်းကြီးနဲ့လည်းသွားမရောနဲ့အောင်အဇာကဒုံးဆိုတာအဲ့ဒါကာမပါရာကိုပြောတာအပေါ်တက်ပြီးတော့ပန်းဖြေအဲ့လိုလည်းရတယ်အဲ့ဒီလိုအဆောက်အဦတွေဆောက်ပြီးတော့လှူတဲ့ပုဂ္ဂိုလ်ဟာလည်းပဲတဲ့လန်းသောလန်းလာတွေအတွက်များစွာအကျိုးပြုတဲ့ကုသိုလ်မျိုးဖြစ်သည့်အတွက်ကြောင့်ဝန္တာပီတိဖြစ်เสียထာဝရကုသိုလ်မျိုးဖြစ်ပါတယ်အဲ့ဒီ၆မျိုး နဲ့ရသဗျာကဖြေလိုက်တာဘယ်ပုဂ္ဂိုလ်တွေမှာနေရောညရောကုသိုလ်ကောင်းမှုကအမြဲတမ်းတိုးတက်နေပါသလဲကုသိုလ်တွေဟာတိုးနေတယ်အမြဲတမ်းဘာကြောင့်တိုးဘယ်ပုဂ္ဂိုလ်တွေရဲ့ကုသိုလ်မှာတိုးတယ်ဘယ်ပုဂ္ဂိုလ်တွေမှာကုသိုလ်တရားတွေတိုးတက်လာသလဲကုသိုလ်ဆိုတာတခါတတိယပိတိဖြစ်တိုးပြန်တယ်တခါတတိယပိတိဖြစ်တိုးတယ်အဲ့လိုတိုးအောင်လုပ်တဲ့နေနဲ့ ဲ့ဒီမှာမြတ်စွာဘုရားဟောတာဘာကုသိုလ်လို့ဒီတခုတည်းမပြောပဲနဲ့သာဝရကုသိုလ်မျိုးတွေနဲ့ယူပဲပြောထားတာခွာချိလိုက်ကြည့်လိုက်မယ်ဆိုအလုံးဟာသာဝရကုသိုလ်တွေသာဝရဆိုတာရွေးရှားလို့မရတဲ့သာဝရကုသိုလ်တွေပဲเนาะတနေရာတည်းမှာတည်မြဲအောင်ထားနိုင်တဲ့ကုသိုလ်မျိုးတွေပဲအဲ့ဒီသာဝရကုသိုလ်မျိုးတွေကိုပြုလုပ်တဲ့ပုဂ္ဂိုလ်တွေမှာတဲ့ နေနေညညတတိယတိုင်းဝန္တာရှင်ရှင်မြူပိတိတွေဖြည့်ပြီးတော့ကုသိုလ်တွေတိုးတယ်လို့ဒီနှစ်သားကိုမြတ်စွာဘုရားဒီလိုရှင်းပြီးတော့ဟောလိုက်တာဖြစ်တယ်အဲ့တော့အလုံးစိတ်ထဲမှာကြည်နူးစရာကောင်းတယ်ကိုလုံးတဲ့အလုပ်တွေမြတ်စွာဘုရားကဒီတရားဟောထားတာကိုဒါယမသားထားတဲ့ပုဂ္ဂိုလ်တွေဟာကိုယ့်ဘဝမှာသာဝရကုသိုလ်မျိုးတခုလောက်ထားလို့ရှင်ဘယ်လောက်ကြည်နူးစရာကောင်းမလဲเนาะ ယခနသာဖြစ်တဲ့ကုသိုလ်မျိုးမျိုးပဲနဲ့ထာဝရကုသိုလ်မျိုးတွေကိုတို့တွေလောရတယ်လို့စိတ်ထဲမှာဝန္တာပိတိဖြစ်ရအဲ့တော့ဒီဝန္တာပိတိဖြစ်เสียဒီတောရိပ်တောင်ရိပ်ဆိုတာဟာလောကကြီးကိုအေးချမ်းစေတဲ့နေရာတွေဖြစ်ရမြတ်မကတောတောင်ရဲ့သဘာဝတောတောင်ကိုအမြည်ပြုပြီးတော့သူတော်ကောင်းတွေဟာနေကြထိုင်ရတာဖြစ်တော့ကြောင့် တောတောင်တွေပြောက်ွယ်သွားခြင်းအဖြစ်သူတော်ကောင်းတွေစိတ်ဆင်းရဲစရာဖြစ်တယ်။တောတွေတောက်နေတောင်ပြိုတောပြုံးပြီဆိုလို့ရှိရင်ပထမဆုံးထိခိုက်တာတော့တိရစ္ဆာန်တွေပဲပေါ့နော်။တိရစ္ဆာန်တွေထိခိုက်တယ်။တောထဲမှာနေတဲ့တိရစ္ဆာန်တွေဟာသူတို့နေရာဌာနကြီးကပုံပြောက်လာ။တောတွေပြုံးနေတောင်တွေပြိုတယ်ဆိုနေရာမရှိနေရာမရှိတဲ့အခါတိရစ္ဆာန်တွေနဲ့လူတွေဟာပဋိပက္ခဖြစ်လာကြ။ ဒါမို့လို့ဒီနာအတိုက်ကြီးတို့အုတ်ကံတို့ဆိုခဏခဏဆင်းနေဆင်းရိုင်းနေဆင်းလာပြီးတော့လူတွေရဲ့စိုက်ခင်းနေဖြစ်စီးတယ်ဆိုတာတောပြုံးလို့ဖြစ်လာတဲ့ပြဿနာတွေသာဖြစ်တယ်ကောဒီနာပေကုနာအရက်ဒီမှလည်းထို့တူပဲယမယံကတောဆင်းရိုင်းနေဝင်ရောက်ပြီးတော့ဖြစ်စီးတယ်ဆိုတာလူတွေလုတဲ့အလုပ်တွေကြောင့်မို့လို့လူတွေကိုတုံ့ပြန်ဒုက္ခပေးတဲ့အနေအထားမျိုး အလုံးတရိစ္ဆာန်တွေတခါရောက်တယ်။အော်တောတောင်ကောင်းသွားပြီဆိုရင်တရိစ္ဆာန်တွေဟာဘလို့အချမ်းသာရမှုရှိကြမလဲ။သူတို့တော်ရဲမှာဂေဟစနစ်ဆိုအော်အီကိုလိုဂျီဆိုတခုနဲ့တခုဆက်ဆက်ဆွဲပြီးတော့သူတို့အသက်ပေါ်မှာရှင်သန်နေကြတာဖြစ်တယ်နော်။ဆက်သွဲပြီးရှင်သန်နေ။ ူတော်ကောင်းတွေရှုတော့မှကြည်လိုက်မယ်ဆိုရင်သူတော်ကောင်းတွေထဲမှာထူးခြားဆုံးသူတော်ကောင်းကမြတ်စွာဘုရားအဲ့မြတ်စွာဘုရားဘဝလေးကိုနည်းနည်းစဉ်းစားကြည့်ဘုရားဝင်ကိုသိတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းမြတ်စွာဘုရားဘဝဟာတောနဲ့အတ္တမဆက်ဆက်တယ်ဖွားတော်မူတဲ့အခါမှာလည်းတပည့်အောင်မှဖွားတယ်နော်ခြင်းမခါနာတို့သွားပြီးဖွားတာမဟုတ်ဘူး အမြတ်စွာဘုရားတော့တပည့်အောင်မှာပွားလုံမဏိတပည့်အင်းကြီးမြအောင်မှာပွားမွေးဖွားပြီးတော့လေဒီတရားချင်းမှုနန်းတော်ကထွက်ခွာသွားပြီ29နှစ်ရွယ်တောထွက်ပြီ6နှစ်တရားကျင့်တော့လေတောထဲမှာပဲကျင့်တယ်တပည့်အောင်မှာပဲကျင့် မွေးတော့လည်းတပည့်အောင်မမွေးတယ်တရားကျင့်တော့လည်းတော်တယ်မှာတပည့်အောင်မချက်တယ်ဖះဖြစ်တော့ကောမဟာဗောဓိပင်အောင်မှာဖះဖြစ်တယ်ဖះဘုရားမှာနေတဲ့ခါရောစေတဝနေဝိဟရတိဝေလူဝနေဝိဟရတိဣတိပတနေဆိုတာဒါတွေအားလုံးဟာတော်ရီတောင်းနေချစ်ပဲကောမြတ်စွာဘုရားရဲ့ဘုရားမှာတော်တော်နေမှာပဲ တင်သုံးနေထိုင်သွားတာရာသက်ပံကုန်တယ်။တောရီတောင်နေတဲ့မှာပဲတင်သုံးပြီးတော့နေထိုင်သွားတယ်။ပရိနိဗ္ဗာန်ဆန်တဲ့အခါကျတော့လေကုတိနာရာလို့ခေါ်တဲ့ကုတိနာယုံမန္တမင်းတို့ရဲ့အင်းရင်ဥယင်တွေကအင်းရင်မဲ့နှစ်ပင်ချာမှာပရိနိဗ္ဗာန်ဆန်သွားတယ်။ရသော်ဘုရားဟာဘုရားဖြစ်တော်မူတဲ့အချိန်ဘုရားအဖြစ်အတိညာဉ်တူရတဲ့အချိန်မှာ ဗောဓိပင်ကိုကြောပီးပြီးတော့အရှိလောကရကိုချိပြီးထိုင်ပြီးတော့ဖျားဖြစ်တာနေထွက်တဲ့ဘက်ကို မျက်နှာမူပြီးတော့ဖျားဖြစ်တာဗာဓိပင်ဆိုတာကိုတော့မပြောကြပါနဲ့ကိုယ့်ကိုစဉ်းစားချိမယ်ဆိုရင်ပြောလို့ရတာဗာတစ်ခုတော့မြတ်စွာဘုရားအရှိလောကရကိုချိပြီးတော့နေထွက်တဲ့အရာကိုချိလိုက်တော့အဲ့ဒီမှာဖျားဖြစ်ခြင်းရဲ့အဓိပ္ပာယ်ဘာလို့ဆိုရင် နေမင်းကြီးပေါ်လာလို့ရှိရင်လောကလူတွေဟာလောကလူတွေဖို့အမှောင်ပြောက်ပြီးတော့အလင်းရောင်ရောက်လာတာပဲလေဖះပွင့်လာခြင်းဟာလည်းပဲအရှိဘက်ကမျက်နှာမူပြီးတော့ပွင့်နေတဲ့အကြောင်းလောကကြီးကိုအလင်းပေးမယ်ဆိုတဲ့သဘောကိုဖော်ပြနေတာဟုတ်လောကကြီးကိုအလင်းပေးနေထွက်တဲ့ပဲရသော်ဘုရားဆိုတဲ့ဒီအသိဉာဏ်နေမင်းကြီးဟာထွက်ပေါ်လာတဲ့အခါလောကလူသားတွေ အမှန်တရားကိုသိရှိခွင့်ရတာနေထွက်လာတဲ့အခါအမောင်တွေပျောက်ပြီးတော့လူတွေကအကောင်းဆုံးအကြောင်းကျိုးမျက်စိနဲ့မြင်လို့ဆုံးဖြတ်နိုင်စွာဖြစ်လာတယ်။မြတ်စွာဘုရားပွင့်လာတော့လေတရားဓမ္မကိုသိကြတာ။နေထွက်တဲ့ဘက်ကိုမျက်နှာမူပြီးတော့ပွင့်လာတာဒီအသေးပဲကိုဆောင်းတယ်လို့ဆိုတာဖြစ်တယ်။သို့သောတတ္တရှိစေပြည့်တဲ့အခါမှာပြိဋိဘဆန္ဒမူရောမယ်ဆိုတဲ့အချက် မြောက်ဖက်ကိုခေါင်းထားပြီးလက်ရဘက်ကိုစောင်းပြီးတော့လျှောင်းလိုက်တဲ့အခါမျက်နှာကဘယ်ဘက်ရောက်သွားအနောက်ဖက်ရောက်သွားကိုယ့်ကိုအိတ်ချီမသေးကြလို့ရှင်ရံကောင်းလူတွေတောင်မြောက်လဲကွဲတာမဟုတ်ဘူးကွန်ပတ်စ်လေးရှာထားမှဘယ်ဘက်ကတောင်လဲဘယ်ဘက်ကမြောက်လဲတွေ့ကြနော်အဲ့တော့ မြောက်ဘက်ကိုခေါင်းထားပြီးတော့နောက်ဘက်ကိုမျက်နှာမူစောင်းပြီးတော့အိပ်လိုက်တဲ့အခါမှာမြတ်စွာဘုရားရဲ့မျက်နှာတော့ဟာအနောက်လောကရဘက်ကိုမျက်နှာမူပြီးသားဖြစ်ပွင့်နှုံးကအရှိဘက်ကိုကြည့်တယ်ပြိဋိဝါစံတော့အနောက်ဘက်ကိုကြည့်ဘာအိပ်ပဲလဲလောကကြီးကိုလင်းအောင်ပေးနေတဲ့နေမင်းကြီးဝင်တော့မယ်ဆိုတဲ့အိပ်ပဲအနောက်ဘက်ကနေထွက်တယ်လို့မရှိဘူးလေနေဝင်တာပဲရှိအဲ့တော့ ်မြတ်စွာဘုရားဒီပြိဋိဘဆံသွားခြင်းအပြင်လောကလူသားတွေအသိဉာဏ်တွေဆုံးရှုံးသွားတယ်ပေါ့အလင်းရောင်ဆုံးရှုံးသွားတယ်လို့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်ဒီဆုံးရှုံးသွားရင်လင်းရောင်ဆုံးရှုံးသလိုဆုံးရှုံးမှာဖြစ်တယ်အဲ့ဒီအိဗယ်တွေကိုခေါ်ကျူးတဲ့အနေနဲ့မြတ်စွာဘုရားဟာအရှိဘယ်လက်ပြီးတော့ဘုရားဖြစ်ပြီးလေယံနံပါတ်ကိုစောင်းလို့အနောက်ဘက်ကိုမျက်နှာမူပြီးပြိဋိဘံဆန္ဒမူခြင်းဟာ လောကသားတို့အတွက်ပညာတစ်ခုပေးခဲ့ခြင်းပဲဖြစ်တယ်။ဘုရားရဲ့ကရုဏာအတ္တမကြီးမားတယ်ပြိဋိဗံဆန္ဒတောင်းပါပဲမင်းတို့ဆန္ဒမူနာယူခဲ့ဖို့လှုပ်ထားခဲ့တာဖြစ်တယ်ပေါ့နော်။အစသာရရာအသိပညာတွေပေးခဲ့လောကမှာအသိပညာအလွန်အရေးကြီးတယ်။ဒါကြောင့်ဘုမြတ်စွာဘုရားကနတ်သားတယောက်ဟောပြောတဲ့မိကုန်းနဲ့မိတဲ့မိကုန်းကိုအခုလိုသာဝရကုသိုလ်တွေနဲ့ဖြည့်လိုက်တာ။ နောက်တစ်ခေတ်ကျတော့တိပိဏီပြောင်းအောင်ခုံးကြလိမ့်မယ်ဆိုတာတိလို့များဖြစ်မလားမသိဘူးအဲ့ဒါကြောင့်မို့ဒါတွေစိုက်ကြလို့ဆိုတဲ့အထိပ္ပယ်ဖော်ပြတာနော်ဒါလွန်ခဲ့တဲ့နှစ်ပေါင်း2006ကခေါ်ခဲ့တဲ့တရား2006အခေါ်ခဲ့တဲ့တရားအဲ့တော့အခုတို့လူတွေဟာတက်တက်ကြွကြဒီကုသိုလ်ကိုအရာယူနေကြတော့ဝန်သားဆရာပေါ့နော်ကမ္ဘာလောကကြီးကိုတိပိဏီဖြစ်အေးမြအောင်ဆောင်ရွက်နေကြပြီ အရမရောပါအယံတိပ္ပဏီဥယျာဉ်ဤဆိုင်ပြိုးတယ်ဝဏရောပါတိပ္ပဏီဆိုင်ပြိုးတယ်တောဤဆိုင်ပြိုးတယ်တေတုကာရကသွာလာခဲ့တဲ့နေရာတွေမှာတရားခင်ပေးတယ်ပပရှိဦးစဉ်ရင်ကျမှုဥဒ္ဒပါဏရေတွင်ရေကလူရန်ကြတယ်ရေတရန်ဤဥပတ္တယံလူတွေနားခို့ဖို့ရအဆောက်အဦတွေဇရက်တွေဆောက်လို့လူရန်ကြတယ်ဆိုတယ် ီကုသိုလ်မျိုးတွေဟာသာဝရကုသိုလ်မျိုးတွေဖြစ်သည့်အတွက်ကြောင့်မြတ်စွာဘုရားကဒီနှစ်သားရဲ့အမိကိုဒီကုသိုလ်မျိုးတွေနဲ့ဖြည့်ခဲ့တာဟာမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုနဲ့တကယ်ကိုရှေးကမြန်မာလူမျိုးတွေဟာဒီသုတ်တံကိုကြားနာပြီးတဲ့အခါမှာဒီကုသိုလ်မျိုးတွေယူခဲ့ကြတယ်လို့ပဲဒီလိုယူဆရမှာရှေးလူကြီးတွေကစိုက်ကြတယ်တိပင်းနေเนาะအများကြီးစိုက်ကြတယ်တိပင်းနောက်လူတွေကသာမစိုက်တာ ရှေးကလူကြီးတွေသစ်ပင်တွေအများကြီးစိုက်ခဲ့ကြတယ်ခုလေသစ်ပင်စိုက်တဲ့အဖွဲသစ်ပင်တွေစိုက်ပြိုးလာကြတယ်ဆိုတာဒါကောင်းတဲ့အလုပ်တစ်ခု ပြန်နေရှင်သန်းလာခြင်းဖြစ်တယ်ပေါ့နော်ရသော်ဗျာဟောတဲ့တိုင်ပဲသာဝရကုသိုလ်တွေကိုပြုလို့ဒီအတွက်ကြောင့်သာဝရအစဉ်အမြဲကုသိုလ်တရားတွေဟာယင်ထဲမှာတိုးတက်များပြားလာမှာဖြစ်တယ်လို့သိ